အားလုံးပဲမိငါပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရယ် Champion ပြိဿတ်ဒီအောင်းလည်းမိငါပါဖို့ဖို့ပါကအခုကျွန်တော်တို့တစ်ခါလေးကြတော့မေ့တောင်ဖိနေတာပေါ့လေဖို့ပါဟာတကယ့်ကို talented player ဖြစ်တဲ့ World Cup Final မှာကိုသွင်းမှုတဲ့နောက်တစ်ခုကတစ်ချိန်တည်းမှာပဲ Europa League Final အပါအဝင်တကယ့် Major Tournament ကြီးရဲ့အဓိကပွဲစဉ်တွေမှာခြေစွမ်းပြတယ်အောင်းမြင်မှုတွေအများကြီးရရှိထားတဲ့သူဖြစ်တဲ့ talented player တယောက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့သူ့ကိုဘောလုံးကစားတာကိုမမြင်ရတာ 2023စက်တင်ဘာတည်းကဆိုတော့2023တနှစ်24တနှစ်အခု25နှစ်နှစ်ကျော်သွားပြီ23နှစ်24 25နှစ်နှစ်ကျော်ပြီဖော့ပါကကျွန်တော်အားလုံးသိထားပြီးသားမန်ယူနိုက်တက်အသင်းကစကားစားတယ်ဂျူဗန်တက်စ်ကိုရောက်တယ်89သန်းနဲ့ယူနိုက်တက်ကပြန်ဝယ်တယ်အဲ့ကနေမှဆင်မန်ချက်စတာယူနိုက်တက်အသင်းကထွက်ပြီးတော့2022မှာဂျူဗန်တက်စ်ကိုအလွတ်နဲ့ပြန်ပြောင်းတယ် တနစ်တွေးကစားနေရင်တန်လန်းနဲ့ဒံယပြဿနာကြောင့်ဝိုကတ်လွေးချော်ပြီးတော့2023စက်တင်ဘာမှာ သူတာမစ်စီကြလို့လီးနစ်ပွဲပယ်ပြစ်ဒဏ်ကြခံရတယ်။အယူခံတွေပါလေဝင်ရင်းနဲ့သူကဒါပြီးခဲ့တဲ့2024ခုနှစ်အတွင်းမှာသူ16လပွဲပယ်ပြစ်ဒဏ်လွတ်သွားတယ်။မတ်လ2025မတ်လမှာပွဲပယ်လွတ်သွားတယ်။အိုက်ကနေမှဆင်သူကအခု international break ဒီပြီးခဲ့တဲ့ညရာတိအပြောင်းရွှေ့မှာမိုနာကိုကိုပြောင်းနေဆိုတော့ကျွန်တော်မိုနာကိုကိုပြောင်းတဲ့အခါမှာ မတ်လမှာမကစားရဲပုတ်ပါဗျာကျွန်တော်တွက်လိုက်တာဗျာထားပါတော့ဟို16လလောက်မကစားရဲပုတ်ပါကโอเคနွေရာသီနွေရာသီဘရိတ်တစ်ခုလုံးသူ့မှာလေ့ကျင့်မှုနဲ့အတူကြက်ခိုင်မှု fully fit ဖြစ်နိုင်မဲ့ chance ရှိတယ်ဆိုတော့မတ်လထားပါကိုကူကူ set train တွေလုပ်ရင်တော့မတ်လမတ်လဆိုရင် April May June July August September August ဆိုအနည်းဆုံး6လလောက်သူ recover လုပ်လို့ရတယ်ဒါပေမဲ့သူ recover အခုတက်ဒီပဲဖြစ်ဘူးဒီကြားထဲမှာဒဏ်ရာပြန်ရနိုင် ရိကာမပြန်မဖြစ်လိုက်ချက်ခံမှုမပြေးဝလိုက်တဲ့ပြန်ရလိုက်တဲ့ဖောဖောပါကအခုမူနာကိုကိုသူ2029ဂျွန်30ရက်နေ့ထိနှစ်နှစ်စာချုပ်ပြောင်းလာခဲ့ပြီးတာအခုချိန်ထိကိုဒဏ်ရာတောက်လျှောက်ရတယ်မူနာကိုကိုရောက်လာပြီးတော့0မိနစ်ကစားထားပြီးတော့လောလောဆယ်မှာမူနာကိုအသေးရဲ့နီးပြခွန်ကဖောပါရဲ့ချက်ခံမှုကိုကွန်ဆန်ဖြစ်ပြီးတော့သူတို့ဘက်က ဖောဖောပါကိုသူတို့တားထားပထမတားကတ်ထားတာက mid february february for sorry mid october october လလယ်မှာသူကိုတားကတ်ထားတယ်ဒါပေမဲ့အဲ့တားကတ်ထားတဲ့လကိုလည်းကြိုလာတယ်တကယ်တော့သူကရာသီမစခင်မှာ ready ဖြစ်မယ်ရာသီဆက်ဆက်ကြီးမဟုတ်ဘူးဗျာဂျွန်ဟို orchestra မဟုတ်ဘူး orchestra မဟုတ်ဘူး september လောက်မှာသူကိုတားကတ်ထားတယ်အဆင်မပြေဘူးအဲ့ဒါနဲ့သူတို့ထပ်ပြီးတော့သူ့ကိုထပ်ရွှေ့တယ်အောက်တိုဘာလလေအထိအခုချိန်ဒီပေါ်ဖောဖောပါရဲ့ ဘယ်တော့ပြန်လာမလဲ return take ကိုဘယ်သူမှမသိဘူးဆိုတော့လက်ရှိမိုနာကိုအသင်းရဲ့နီးပြားကဘာပြောလဲဆိုတော့ဖော့ပါရဲ့အခြေအနေဟာ lower chest step တွေရှိတယ်ကြက်ခိုင်မှု fully fit ဖြစ်ပြီးတော့သူအရင်လိုကွင်းထဲမှာကစားနိုင်ဖို့အချက်တွေအများကြီးကျန်နေပြီးတော့လေ့ကျင့်မှုတွေဇက်တိုက်ပြောလို့နေတယ်ဆိုတော့ဖော့ပါအနေနဲ့ဆဆချင်းဖြည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 ်းချင်းနဲ့သူ့ရဲ့အကောင်းဆုံးပုံစံနဲ့ကြက်ခိုင်မှု100% fully ဖြစ်ဖြစ်တဲ့ပေါ်ပါပြန်ရနိုင်ဖို့လို့မျှော်လင့်ထားတယ်ဒါပေမဲ့ question က ဖောဖောပါကဒီဒီဒေးရှောင်းရဲ့ပြင်သစ်လေဝီစီအသိနဲ့တူ2026ဝိုးကပ်ကိုပါသူသွားကြတာဒီတိုင်းဆိုသူသွားဖို့ခက်တယ်ဘာလို့ဆိုတော့ပြင်သစ်မှာဗျာဒီဒီဒေးရှောင်းကဖောပါပါရင်တော့ဖောပါကြပါအခုတော်တော်ဆယ်မှာထူရှယ်မီနာအော်ရီလိုထူရှယ်မီနမန်နီရဲ့ပြီးတော့မှအခုကိုကိုလိုမာနီရဲ့ဒီအက်ဒရန်ရာဗီယော့စ်ကိုတုံးတယ်တကယ်လို့ဖောပါလာတယ်ဆိုတော့ကိုလိုမာနီကဒီသူအောက်သွားမှာပေါ့လေဖောပါရဲ့ပြီးတော့မှဒီရာဗီယော့စ်နဲ့ထူရှယ်မန်တီသွားမှာ ဒါပေမဲ့ဖော့ပါအခုလောလောဆယ်ဘယ်စီနေမှမသိဘူးဖော့ပါအခုလောလောဆယ်အထိကိုဖော့ပါကဘာ contribute မှမလုပ်သေးဘူးသူ့ရဲ့အခြေအနေဟာကျွန်တော်စောင့်နေစေဖြစ်ပြီးတော့သူဟာအခုအချိန်ထိကြန့်ခိုင်မှုပြေဝလိုအပ်နေစေဆိုတော့ကျွန်တော်ဘောလုံးပြည့်တတ်ဒီအနေနဲ့ဖော့ဖော့ပါရဲ့ quality ကိုတည်ထားပြီးသားတကယ်ပဲဖော့ပါ career ကိုပြန်ရဖို့ခတ်သွားပြီလားသူမျော်လင့်နေတဲ့မိုနာကိုမှာဆော့ဆောင်ရေးကောင်းပြသပြီးတော့ကမ္ဘာဖလားဝင်ရောက်ရှင်ပြိုင်ခွင့်ဆိုတဲ့အိမ်မက်တွေကိုသူမျော်လင့်နိုင်ပါလား ပြည်သက်လူရေးစင်မှာလည်းခတ်တာကအဲ့ဒီ defensive role နဲ့ box super role မှာသူ့ထက်ကောင်းတဲ့ကောင်မရှိဘူးရှင်းရှင်းလေး Ravios ကစားမင်း Dian က Shromani ကစားရတယ်မှာနောက်နေရာအတွက်အရင်တော့အဲ့နေရာမှာ10 role မှာ Griezmann ကစားရတယ်သူတို့ Griezmann မရှိတော့တဲ့ကြောင့်အဲ့ position ကိုဖျောက်လိုက်တဲ့ခါမှာ defensive midfield သုံးယောက်ဖြစ်သွားတော့ Paul Pogba က chance ပဲ Angolo Kanté တောင်ဆိုဒီကနေဒီဒီဒီရှုံးကပြန်ခေါ်ထားတယ်ဒါပေမဲ့ Pogba နဲ့ပတ်သက်လို့လည်းသူတို့ကတော့လမ်းဖွင့်ပေးထားတယ်တကယ်ပဲ Pogba ပြန်လာနိုင်မလားဥရောပ ထိတ်တန့်အဆင့်အပြင်ကမ္ဘာဖလားမှာပြည်သစ်နဲ့တူပြန်လာနိုင်မလားဖို့ဖို့ပါတော့ကုလလောဆယ်ထီတော့လောင်ဝေးတူကိုဖြစ်နေပြီးတော့သူရဲ့ကြံ့ခိုင်မှုအခြေအနေခုအခြေအနေမပြေပေါ့ကျွန်တော်စဉ်းစားတာဘို့လေဘဏ္ဍလာကြာတာလဲ6လလောက်လေ့ကျင့်တာတော့ fully fit မဖြစ်သေးဘူးလားကျွန်တော်နားမလဲဘို့ဒီကြားထဲမှာသူဒဏ်ရာပြဿနာကြီးလဲရနေသေးတယ်ဘယ်လိုမြင်ကြလဲဖို့ပါပေါ့ကိုမမဝေယောမချက်ပြကြပါအလိုကြီးစမှာလဲ